ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကို The Way Watch Playlist တွေတည်ရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မေလ3ရက်နေ့ကနေမေလ6ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကို The Way Watch ဝိုင်းတော်သားတွေကအစီအစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။269ပါးမြောက်ပုံရဟန်းမင်းကြီးအဖြစ် ်အမေရိကန်ကာဒီနယ်ရောဘတ်ပရီဘော့စ်ကိုရွေးချယ်လိုက်တယ်လို့ဗာတီကန်နန်းတော်ကကြေညာလိုက်ပါတယ်ရောဘတ်ပရီဘော့စ်ကပုပ်လီယို14ဘွဲ့တော်နဲ့ပုပ်ယဟန်မင်းကြီးအဖြစ်ခံယူသွားမှာပါတက်တော်69နှစ်ရှိပြီဖြစ်တဲ့ကာဒီနယ်ရောဘတ်ပရီဘော့စ်ဟာအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ပီရူးနိုင်ငံကသာသနာပြုလုပ်ငန်းတွေမှာပဲနှိမ့်မြုပ်လုပ်ကင်ခဲ့သူဖြစ်ပါတယ်2023ခုနှစ်စက်တင်ဘာလကုန်ကမှာ ပုပ်ယဟန်မင်းကြီးဖရန်စစ်ကသူ့ကိုကာဒီနယ်ယဟန်အမတ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ပီဘုတ်ဟာပြည်သူနိုင်ငံအနောက်မြောက်ပိုင်းချီကလာယိုမှာ2015ခုနှစ်ကနေ2023ခုနှစ်အထိသာသနာပြုလုပ်ငန်းတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကလည်းပထမဆုံးအမေရိကန်ပုံရဟန်းမင်းအဖြစ်ရွေးချယ်ခံရတဲ့အပေါ်ဂုဏ်ယူတယ်လို့ပြောပါတယ် မြောက်ကိုရီးယားနိုင်ငံကမေလ၈ရက်နေ့ကပက်ထိန်ဒုံးကျည်တွေကိုပင်လယ်ထဲစမ်းသပ်ပစ်လွတ်ခဲ့ပါတယ်။ဒါကိုဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးဒုံးကျည်တွေဟာပုံမှန်မဟုတ်တဲ့လမ်းကြောင်းပေါ်မှာပြန်တန်းသွားတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ပစ်လွတ်ခဲ့တဲ့ဒုံးကျည်အများစုကတာတိုပစ်တွေဖြစ်ပြီးတစ်စင်းကတော့800ကီလိုမီတာလောက်ကိုအမြင့်ဆုံးအမြင့်ပေ100လောက်နဲ့ပြန်တန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီဒုံးကြီးကတော့ကိုရီးယားကျွန်းဆွယ်ရဲ့အရှိပေဂျပန်ပင်လယ်မှာကျရောက်ခဲ့တယ်လို့ပြောပါတယ်။ဒီလောက်ရက်ကဂျပန်နိုင်ငံရဲ့ဒေသတွင်းငြိမ်းချမ်းရေးနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုချိမ့်ချောက်နေတယ်လို့သတိပေးထားပါတယ်။ပါကစ္စတန်စစ်တပ်ဟာအင်ရိယာရဲ့နေဇတ်ဖြတ်ကျော်တိုက်ခိုက်မှုတွေအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးပြန်လည်လက်တော့ပြန်သွားမယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကကြေညာလိုက်ပါတယ်။ အင်ရိယရဲ့လုံရက်တွေကအကြောင်းမဲ့အကျန်းဖက်မှုဖြစ်ပြီးရန်လိုမှုတွေဖြစ်တယ်လို့ပြောဆိုထားပါတယ်။အင်ရိယရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပါကစ္စတန်မှာအရက်သား36ဦးသေဆုံးခဲ့ပြီး90ကျော်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အင်ရိယဘက်မှာလည်းပါကစ္စတန်လက်နက်ကြီးဒဏ်တွေကြောင့်12ဦးအထိသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ ပြီးကြတဲ့လကအိန္ဒိယဘက်ကက်ရှမီးယားမှာလက်နက်ကင်တွေရဲ့တိုက်ခိုက်မှုကြောင့်ဟိန္ဒူခရီးသွား26ဦးတေဆုံးခဲ့တာနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးတင်းမာနေသလိုအပြန်အလှန်ပစ်ခတ်မှုတွေဆက်ရှိနေပါတယ်။ပါကစ္စတန်ဘက်ကတော့အိန္ဒိယနိုင်ငံကဂျက်လီယင်တွေနဲ့ဒရုန်းတွေကိုလေကြောင်းပစ်လက်နက်တွေကနေပစ်ချထားပါတယ်။ ဖင်လန်နိုင်ငံမြောက်ပိုင်းရှိရိုဘာနီယာမီလေးစိတ်အနီးမှာမေလ9ရက်ကဖင်လန်လေတပ်ပိုင်းတိုက်လီရင်တစင်းပြက်ကျခဲ့ပါတယ်။လေရင်မှုကတော့လေရင်ပေါ်ကခုံထွက်လွတ်မြောက်ခဲ့ပြီးနောက်ဆေးရုံကိုပူဆောင်ထားရပါတယ်။တိုက်လီရင်ပြက်ကျပြီးတဲ့နောက်ရဲတွေကလေစိတ်အသွားလမ်းကိုရင်ကျောပိတ်ဆို့ထားပြီးလေစိတ်ဝင်ရောက်ခွက်ကိုလည်းပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းလေစိတ်ကိုတော့ဆက်ပွက်ထားခဲ့ပါတယ်။လေရင်ပြက်ကျရတဲ့အကြောင်းရင်းကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။ UAE နိုင်ငံရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်မေလ6ရက်နေ့ကရုရှားနဲ့ယူကရိန်းတို့ကအကျဉ်းသား205ဦးကိုလဲလှယ်ခဲ့ကြပါတယ်။ယူကရိန်းစစ်သားတွေကိုပြန်ခေါ်လာနေပြီးအကူအညီအတွက် UAE နိုင်ငံကိုကျေးဇူးတင်တယ်လို့ယူကရိန်းသမ္မတဇလန်စကီကထုတ်ပြန်ပါတယ်။ယူကရိန်းရဲ့စစ်မှုထမ်း202ဦးတပ်မတော်နဲ့နိုင်ငံတော်အစောက်တပ်အရာရှိ3ဦးတို့ပြန်လည်လွတ်မြောက်လာကြတာပါ။ ရုရှားဘက်ကလည်းပြန်လည်လွတ်မြောက်လာတဲ့စစ်သား205ဦးကိုကျန်းမာရေးပြန်လည်စစ်ဆေးတာပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။အခုလဲလှယ်မှုဟာ2025ခုနှစ်မှာ9ကြိမ်မြောက်ဖြစ်ပါတယ်။တိုက်ပွဲစဖြစ်ကတည်းကဆိုရင်64ကြိမ်မြောက်ဖြစ်တယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ပါတယ်။ ကနေဒါနိုင်ငံကရောင်းကုန်တစ်ခုမဟုတ်ဘူးလို့ရွေးကောက်ပွဲအနိုင်ရကနေဒါဝန်ကြီးချုပ်မတ်ကာနေကအမေရိကန်သမ္မတဒေါ်နယ်ထရပ်နဲ့တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်ဒေါ်နယ်ထရပ်ကကနေဒါနိုင်ငံကိုအမေရိကန်ရဲ့51ပြည်နယ်မြောက်အဖြစ်လာနိုင်တယ်လို့ပြောဆိုထားပါတယ်အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးမေလ6ရက်နေ့ကပြုလုပ်ခဲ့တဲ့အင်ဖြူတော်ကဆွေးနွေးမှုမှာကနေဒါဝန်ကြီးချုပ်ကပြန်လည်ပြောကြားလိုက်တာ ဖြစ်ပါတယ်ဒီဆွေးနွေးမှုကကနေဒါဝန်ကြီးချုပ်ကာနေက ဧပြီလ28ရက်ကရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်ပထမဆုံးအကြိမ် Trump နဲ့တွေ့ဆုံတာဖြစ်ပါတယ်။သူတို့နှစ်ဦးပြောဆိုမှုထဲမှာ Trump ကကနေဒါဟာအမေရိကန်ရဲ့ပြည်နယ်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့တိုက်တွန်းမှုကိုကာနေက ရောင်းရံမဟုတ်ဘူးလို့ဆိုပါတယ်။ Trump ကတော့ဘယ်တော့မှမရောင်းဘူးလို့မပြောနဲ့လို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာဥရောပတိုက်မှာပထမဆုံးအဖြစ်ကင်ဆာ15မျိုးကို ကာကွယ်ပေးနိုင်တဲ့ဆေးတမျိုးထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။ Of Divo လို့အမည်ရတဲ့အဲ့ဒီဆေးဟာအဆုတ်ကင်ဆာ၊ဥမာကြီးကင်ဆာ၊အရေပြားကင်ဆာအပါအဝင် ကင်ဆာရောဂါ15မျိုးကိုကာကွယ်ပေးနိုင်စွမ်းရှိပြီးဆေးထိုးနှံမှုလည်းအချိန်3မိနစ်ကနေ9မိနစ်ကြာပဲကြာမြင့်ပါပါ။အခုလိုဆေးထိုးနှံမှုကြောင့်တစ်နှစ်ကိုလူနာ15000အထိအကျိုးသက်ရောက်မှုရှိစေနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဆေးရုံတွေရဲ့လုပ်ငန်းဆောင်တာကိုလည်းတိတိကျကျရှော့ချပေးနိုင်မယ်လို့မျှော်မှန်းထားကြပါတယ်။ဒီဆေးကကိုခံအားစနစ်မှာရှိတဲ့ cancer cell တွေကိုခွဲခြားဖော်ထုတ်ပြီးတိုက်ဖြတ်စေနိုင်တဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ပေးတာဖြစ်တယ်လို့ဆေးဝါးနဲ့ကျန်းမာရေးပစ္စည်းစီးမြင်ထိန်းသိမ်းရေး agency MHRA ကထောက်ခံပေးထားပါတယ်။နောက်အပါမှာလေနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။